Hello အားလုံးပဲမင်္ဂလာပါဘိုးဘမချင်းကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ကဒါ weekend 8 day ကျွန်တော်တို့ပြီးသွားပြီပေါ့နော်ဒါပေမဲ့လို့ဒီနေ့ညမှာဆိုလို့ရှိရင် WhatsApp နဲ့ Brand 4တို့ကျွန်တော်တို့ဒါရှင်ပိုင်းကစားဖို့ကြံနေတယ်ကြံတဲ့ကိုဝဲဆုံးကျွန်တော်ပြီးသွားတော့ထုံးစံတိုင်း weekend round တက်လေးကျွန်တော်လောက်အောင်ပါဆိုတော့ပရီးမီးယားလိပွဲစဉ်ရှစ်ကို Chelsea ကကျွန်တော်အနေနဲ့အရင်ဆုံးစပြီးတော့ဖွင့်နေပေါ့နော် Chelsea အနေနဲ့ Nottingham Forest ကွင်းမှာကျွန်တော်တို့ဒီ၃ဂိုးကူးမရှိနဲ့ကျွန်တော်တို့ဒါ၉ပြည့်အနိုင်ရတယ်ဒါဟာနီးပြ Enzo Maresca အတွက်တော့ touchline ဘန်းခံထားတဲ့အချိန်ကြီးမျိုးမှာအေးလူလူကျွန်တော်၃ဂိုးပြတ်နဲ့အနိုင်ရခဲ့တာဆိုတော့တော်တော်အချိန်ကြီးကောင်းခဲ့တဲ့ပွဲပါဒီပွဲမှာပထမပိုင်းမှာဆိုလို့ရှိရင်တချို့အဆင်မပြေတာတွေရှိခဲ့ပြီးမြဲဒုတိယပိုင်းမှာတော့ဒါအချင်းပေါင်းရဲ့အဖွင့်ကူးနဲ့တူတော်တော်အချိန်ကြီးကောင်းခဲ့တာ Chelsea အတွက်ဒီနိုင်ပွဲဟာအင်မတန်အရေးကြီးပါတယ်တူတူပြင် Chelsea ကပေါ့နော်ကျွန်တော်ဒီ ဟိုလေပါဦးတို့ဘာတို့တပါတော့ဗျာသူတို့ ਨੇ အမှတ်တွေအရင်မကွာတဲ့အနေထားမျိုးဖြစ်အောင်သူတို့လုံးဝမှာဒါအပြင်အစင်တစ်ကအသင်းနေအစင်နှစ်ကအသင်းနေနဲ့လဲအမှတ်တွေအဲ့တော့ကွာဖို့တူပါဘောနော်မကွာအောင်ကြိုးပမ်းမဲ့အခြေအနေမျိုးဒါအပြင်လာမယ့် weekend ညဒီ mid week ညမှာဆိုလို့ရှိရင် Champions League ပွဲစဉ်တွေဘာတွေကိုလဲကျွန်တော်ရှိနေသေးတော့ Chelsea ကအဲ့ဒီပွဲစဉ်တွေမတိုင်ခင်ကျွန်တော်တကယ်တကယ်ပြည်တွင်းလီမှာလဲအဆင်ပြေဖို့ကျွန်တော်ဒါကြိုးပမ်းမဲ့နေထားမှာတကယ်အဆင်ပြေသွားတယ်ပိုကောင်းတာကကွင်းလယ်မှာအားကိုးရပါတယ်ဆိုတော့ Enzo တို့မပါနေတဲ့ချိန်၊ Kai Sirro တို့ပွဲချိန်ပြည့်မပါနေတဲ့ချိန်မှာဒီလိုမျိုးအ နိုင်ရတယ်ဆိုတာကတော်တော်အချင်းကြီးကောင်းတယ်ချယ်ဆီအနေနဲ့ဒီပြီးခဲ့တဲ့ international break မတိုင်ခင်မှာနီပြမာရက်စကာရဲ့ဘောနော်ဒီအချင်းကြီးတွေကဝေဖန်မှုတွေရင်ဆိုင်နေရတာ injury ပြဿနာတွေလည်းပါတယ်လို့အနီကက်တွေလည်းကျွန်တော်ပါတယ်ဆိုတော့ဟိုလေဘောက်အသင်းကိုမနိုင်ခင်အထီကိုပဲမာရက်စကာရဲ့ကျွန်တော်အချင်းကြီးတွေကတော်တော်ကိုစူးစူးဝါးဝါးပါနော်ဟိုဒဏ်ရာပြဿနာတွေကြောင့်အဓိကကစားမားတွေမပါနေတဲ့အခါပွဲတွေဇက်တိုက်ရှုံးတာမျိုးတွေနော်ဇက်တိုက်နိုင်ပွဲပျောက်တာမျိုးတွေဂျုံအရင်းနဲ့ international break မတိုင်ခင်မှာသူတို့လဘာဦးကိုနိုင်ရတယ် ထိုက်ထိုက်တန်တန်ဆိုလိုပဲဆိုတော့ဒီနေ့ပွဲမှာလည်း Forest ကသူတို့ကိုဘာမှမလုပ်နိုင်ခဲ့ပဲနဲ့ Chelsea ကအနိုင်ရတယ်။အဲဒါဒီပွဲက Chelsea တို့တော့ imminent အရေးပါခဲ့တဲ့ပွဲ၊ Mares ကတို့အရေးပါခဲ့တဲ့ပွဲပါ။ပြောစရာဆိုလို့ကျွန်တော်အနေနဲ့ဒါ Gusto ကအနီကက်ထက်တိသွားသေးတော့ဒါပြောစရာဖြစ်သွားတာပေါ့နော်။ဆိုတော့အားလုံးက Chelsea တို့အရာအားလုံးအဆင်ပြေခဲ့ပြီးတော့တိတ်ပြတနာမရှိတဲ့ပွဲမျိုး။ Sunderland ကလည်းကျွန်တော်နှစ်ဂိုးကိုမရှိတဲ့ Wolverhampton ကိုနိုင်တယ်။စန်ဒလန်အနေနဲ့လက်ရှိပေါ်တော့ကျွန်တော်က14မှတ်နဲ့ဒါအဆင့်ကွန်ကိုဆက်ပြီးတော့ဒါယက်တီထားနိုင်လို့မယ် တန်းတက်အသုံးသိနေတဲ့မှာဆန်ဒလန်ကတကယ်ကိုကောင်းတဲ့ performance တွေပြနေတာပေါ့နော်ရှစ်ပွဲကန်ထားတဲ့နေရာမှာသူတို့၄ပွဲထိနိုင်ထားပါတယ်เนาะဒါနှစ်ပွဲတည်နှစ်ပွဲရှုံးရထားပြီးတော့ဝူဘန်ဟန်တန်ကတော့လက်ရှိရှစ်ပွဲကစားပြီးတဲ့အချိန်မှာတပွဲမှနိုင်ပွဲမရသေးဘူးနှစ်ပွဲတည်ကြပြီးတော့၆ပွဲထိရှုံးထားပါတယ်တော်တော်ကိုအချိန်ညီမကောင်းတာပါဆိုတော့ဆန်ဒလန်အနေနဲ့အဆင်ပြေနေပြီးတော့ဝူဘန်ဟန်တန်ကတော့ကျွန်တော်တို့ကနီးပြကိုပါ၃နှစ်เนาะတက်တန်းနေပါတယ်တူးထားတယ်ဆိုတော့ ဒါတွေဟာတော်တော်လေးကိုတိုင်ပတ်နေပြီဗောနော် Uber နဲ့အနေနဲ့ဒီတိုင်းဆက်သွားရင်တို့တို့အဆင်မပြေဘူးဆိုတော့အချိန်ရှိတုန်းမှာအပြောင်းလဲတွေပါတယ်ကျွန်တော်တို့လုပ်မလားကျွန်တော်တို့ဒါစောင့်ကြည့်ရမယ့်အခြေအနေမျိုးပါနောက်တစ်ဝဲကတော့ Dandek Latin တခုဒါထိတ်တိုက်တွေးတဲ့ Banley နဲ့ Leeds United တို့ရဲ့ပွဲဖြစ်တယ်ငကိုကော်မရှင်နဲ့ Banley ကအိမ်ဝင်းကိုနိုင်နေပေါ့လေ Banley နေနဲ့လည်းကျွန်တော်တို့ဒီတို့ပြီးခဲ့တဲ့ Championship မှာလည်းဒီအသင်းနေနဲ့ရင်ဆိုင်ကစားမှုတဲ့နေသားမျိုးမှာအရာရာအသာကြီးရအောင်ကစားနိုင်ခဲ့တာမျိုးမဟုတ်ဘူးတိုးတော်လည်းပဲ ရလက်ကသူတို့ဘက်မှာပြပြတတဖြစ်ခဲ့တော့တော်တော်လေးအချိန်ကြီးကောင်းတယ်။နှစ်သင်းစလုံးကတော့ဒီရာဒီအစားပြုမှုအနေထားမျိုးတွေမှာတော့ထင်တဲ့လောက်ထိကောင်းမနေပြီမဲ့လေလို့ပေါ့နော်။အရင်ဆိုးရတဲ့အနေထိုင်မှုတွေကျွန်တော်ရှိမနေဘူး။နှစ်သင်းစလုံးကကျွန်တော်တို့အနေနဲ့ဒီတန်းစင်းစုံမှာရှိမနေပဲနဲ့ဗန်လီဆိုလို့ရှိရင်တန်းစင်းစုံကနေယုံထွက်ဖို့အတွက်တန်းစင်းစုံနဲ့ခက်ဝဲဝဲရောက်ဖို့အတွက်ကိုသူတို့ကအမှတ်လူခဲ့တာ။ဆိုတော့ဒီဘွဲတုံ့မှတ်ရတဲ့အတွက်ဗန်လီအတွက်အာဒါတော်တော်လေးအချိန်ကြီးကောင်းခဲ့တယ်ပေါ့လေ။ကျွန်တော်ဒါကြောင့်လည်းရှိကြီးတန်းတဲ့နှစ်သင်းတွေးတဲ့အနေထားမျိုးတွေမှာဗန်လီကအိမ်ဝင်းမှာ အရာရာအသာကြီးယူပြီးတော့မကစားနိုင်ခဲ့ပြီမဲ့လို့နှစ်ကူးပြည့်နဲ့သူတို့အနိုင်ရတယ်ကျွန်တော်တို့တပွဲကကျွန်တော်တို့ကခရစ်စတယ်ပဲလေးနဲ့ဘုံမောက်ပါတော်တော်ကိုကြည့်ကောင်းကြတဲ့ပွဲပါတော်တော်ကိုကြည့်ကောင်းကြတဲ့ပွဲပါဟိုတစ်ဖက်ကို3ခုစီတီကြတာနဲ့မကဘူးမာတီတာဟက်ထရစ်ပေါ့နော်ဘုံမောက်ရဲ့ဘက်ကဂိုးသွင်းတဲ့အနေအထားမျိုးတွေနှစ်သင်းစလုံးကလည်းဒီရာဒီမှာတကယ်ကောင်းတဲ့ performance တွေနဲ့အသင်းကြီးတွေကိုတော်မှာ เนาะကျွန်တော်တုံ့ပြန်ပုံကောင်းကောင်းနေနဲ့သူတို့ကလှုပ်ပြထားတာဆိုတော့ဒီအသင်းနှစ်သင်းတွေးတဲ့ပွဲမှာတော်တော်ကိုကြည့်ကောင်းခဲ့တာနော်ဟိုအန်ဒါတော့အသင်းဆိုတာမျိုးဒီနှစ်သင်းကြားထဲမှာမရှိဘူးအားလုံးက level 2ပုံစံမျိုးနှစ်သင်းစလုံးကလည်းဒီယာဒီတွားနေတဲ့အချိန်ဒီမျိုးမှာဆိုလို့ရှိရင် performance ကောင်းနေပြထားတာနော် Crystal Palace တို့ပါလို့ဆိုလို့ရှိရင် Everton နဲ့မတိုင်ခင်မှာ Premier League မှာလုံးဝမရှုံးသေးဘူးတို့နော် Liverpool လိုအသင်းမျိုးကို Premier League ရှုံးမွေးပထမဆုံးကြုံတွေ့အောင်လှုပ်ပေးလိုက်တယ်တို့လာတာဘုံမောက်ကလည်းပဲ ီးခဲ့တဲ့ရာသီကသူတို့ရဲ့အားကိုးရတဲ့ခံစင်လိုင်းတွေတလိုင်းလုံးကြီးပါလက်လွတ်ထားရပြီမဲ့လေလို့ပေါ့နော်ဒီရာသီမှာအရင်ကောင်းတဲ့ performance တွေကိုကျွန်တော်ပြထားတာဒါကြောင့်လက်ရှိမှာဆိုလို့ရှိရင်ဒီပွဲကတော်တော်ကိုကြည့်ကောင်းခဲ့ပြီးတော့အမှတ်မျှယူခဲ့ကြတာကပဲမဆူးလို့ပြောရမှာဖြစ်တဲ့နဲ့ရက်လက်လို့တော့ထင်နေပေါ့နော်ဟိုပဲလစ်ဘက်ကတော့မာတီတာသာပို့ပြီးတော့အခွင့်အရေးတွေအသုံးချနိုင်ပြီဆိုရင်ငါးခုလောက်ကိုပဲလစ်ကရမှာမာတီတာတယောက်တည်းကိုပဲငါးခုလောက်ရသင့်တာအဲ့လောက်ထိကျွန်တော်အချင်းကြီးကောင်းတာတွေကျွန်တော်ရှိခဲ့တယ်ပေါ့နော်ဆိုတော့နှစ်သိန်းကြတဲ့မှာ တော်တော်ကိုမျှတာတဲ့ performance တော်တော်ကိုမျှတာတဲ့ရလက်ကိုကျွန်တော်တွေးကြရတယ်လို့ထင်တယ်။ Newcastle နဲ့ Brighton ပွဲမှာ Brighton က Danny Welbeck ရဲ့နှစ်ဂိုးနဲ့2-1ဆိုတဲ့ရလက်နဲ့ကျွန်တော်တို့သာနိုင်တယ်။ Newcastle အတွက်တော့ရှုံးသွားတယ်။ဆိုတော့ဒါဟာ Newcastle အနေနဲ့ဒီယာဒီတော်တော်လေးတိုင်ပတ်နေတိုင်ပတ်နေလေဆိုတော့သူတို့၈ပွဲကစားပြီးတဲ့အချိန်မှာ Castle ကနှစ်ပွဲပဲကျွန်တော်နိုင်သေးတယ်။သုံးပွဲတည်ကြပြီးတော့ကျွန်တော်က၃ပွဲတည်ရှုံးနေထားတယ်။တိုက်စစ်က9-9နဲ့ခန်းစစ်က9-9ပြန်ပြီးထားရတယ်။အဲ့တော့အဲဒီဟောင်းအင်းက ဟိုဘယ်လိုပြောမလဲအခြေအနေကမဟန်ဘူးချန်ပီယံစ်တွေပါဒီမှာဆိုလို့ရှိရင်လည်းပဲသူတို့ကစားဖို့ရှိရဲဆိုတော့ခါကျတော့ပြည်တွင်းပွဲစဉ်တွေကလည်းတိုင်ပတ်နေတာဆိုတော့ဒီယာဒီဆိုလို့ရှိရင်ပူတော်ဆူးသေးတယ်ပေါ့နော်ဟိုပြီးခဲ့တဲ့ယာဒီကလိုပုံစံမျိုးဖြစ်နေလို့ဖြစ်နေပါလေပြီးခဲ့တဲ့ယာဒီကလည်းကာဆယ်ကသူတို့ performance ကောင်းကောင်းကျွန်တော်မပြနိုင်ဘူးတော့မပြနိုင်ပေနဲ့ကျွန်တော်တို့ဒီယာဒီစရီမတားတိုင်ပတ်ခဲ့နေယာဒီလေးကုံရော ကျွန်တော်တို့ဒါချန်ပီယံလီပါတွေပပလေးကြည်ချန်ပီယံစီးလီပါတွေပါသူတို့ဝင်ဝင်နေရတော့တာဗျာသိလားဆိုတော့အခုလည်းရှိဒီယာဒီမှာတော့ပွဲတင်၈ပွဲထိကိုပဲသူတို့တော်တော်လေးတိုင်ပတ်ပါတယ်เนาะအဲဒီဟောက်ကြီးအနေနဲ့ဒါသူ့အတင်းရဲ့အကောင်းဆုံးပုံစံကိုမမြင်ရသေးဘူးလို့ပဲကျွန်တော်ပြောရမယ်ဒီပွဲလည်းထပ်ပြီးတော့ရှုံးနေဆိုတော့တော်တော်ကိုအချီနီကအဲဝေဖန်စရာတွေကျွန်တော်ဖြစ်နေပြီပေါ့နော်အတင်းကိုပါကြအဲဒီဟောက်ကတော့လက်ရှိမှာနယူကာဆယ်ကနေပြီးတော့ထွက်တာမျိုးပါညာမျိုးကျွန်တော်မြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော် ကျွန်တော်တို့တင်းကကျွန်တော်မန်ချက်စတာစီးတီးပါစီးတီးကအဗတန်ကိုကျွန်တော်တို့သာနှစ်ဂိုးကိုမရှိဆိုတဲ့ကျွန်တော်ရလနဲ့နိုင်တယ်ဆိုတော့ဒီနေရာမှာမန်ချက်စတာစီးတီးအတွက်ယာဒီစာပွဲဒီမှာဆိုလို့ရှိရင်တော်တော်အဆင်မပြေတာတချို့ကျွန်တော်ရှိခဲ့ပြီးမြင်နေလို့အခုဆိုသူတို့ပြန်ပြီးတော့တည်ငြိမ်စာပြုတ်နေပြီ injury ပြဿနာတွေရထားတဲ့ကစားမတွေကတော့အရန်ကုန်ကနေပြန်ပြီးတော့ဝင်ကစားနေကြပြီအရန်ကုန်မှာလည်းအဆင်သင့်ရှိနေတဲ့ကစားမတွေပြန်လာပြီเนาะဆိုတော့ Rodri လောက်ကလွှဲရင်လူပြန်စုံပြီးတော့ကျွန်တော်ပြောလို့ရတယ်မန်ချက်စတာစီးတီးအနေနဲ့ဒါအပြင်ကျွန်တော်တို့ဒါအဆင့်နှစ်ကိုလည်းသူတို့ပြန်ရောက်လာပြီ စီးတီးနဲ့ပတ်သက်လို့ရှိရင်ယာဒီစတော့ငါတော့မတည်ငြိမ်မှုတွေအများကြီးပေါ့နော်။ဒါအပြင်ဟိုယာဒီစပွဲစဉ်တွေထင်လို့ဖြစ်မထားတဲ့ခါကျတော့တိုက်တဲ့ challenge နဲ့ပတ်သက်လို့ရှိရင်အာဆင်နယ်လီဗာပူးလောက်စတောင်းမဖြစ်ဘူးလို့ကျွန်တော်တို့အနေနဲ့ယူဆထားခဲ့ကြတာ။ဒါပေမဲ့လက်ရှိ Manchester City ကဓာရီကိုပြောင်းပြန်လှန်ပြထားတယ်။စီးတီးနေနဲ့ရှုပ်ပွဲကစားပြီးတဲ့ကျွန်မတို့၅ပွဲထိသူတို့နိုင်တယ်။တပွဲတည်ကြပြီးတော့၂ပွဲရှုံးနေထားတယ်ပေါ့နော်။ဒါ18ဂိုးဒီတိုက်စစ်ကရထားပြီးတော့6-9ပဲပြီးထားသေးတယ်ဆိုတဲ့အနေအထားကိုကျွန်တော်တို့ကြည့်ရင် Manchester City ရဲ့တိုက်စစ်ခံစစ်တီက တော်တော်လေးကိုအချင်းကြီးကောင်းနေတယ်ဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နိုင်တယ်เนาะဟာလန်ကလည်းပဲနိုင်ငံအသင်းရောကလပ်အသင်းရောဂိုးရီတော်ချောက်ကျွန်တော်တွင်းနေတာဆိုတော့မန်ချက်စတာစီးတီးအနေနဲ့သူတို့ရဲ့နေရာကိုပြန်ရောက်လာပြီเนาะဒါအပြင်တိုက်တဲ့ challenge ကအာဆင်နယ်နဲ့လည်းတက်မှတ်ဟိုသုံးမှတ်လောက်ပဲကျွန်တော်ကွာတော့တယ်ဆိုတော့သူတို့အနေနဲ့ပေါ့เนาะဒါဒီထက်ပို့ပြီးတော့အမှတ်ကွာဟမှုတွေထက်မရှိဘူးတွေနောက်ပွဲတွေလည်းသူတို့နိုင်ယူမှအနိုင်ယူနိုင်မှကျွန်တော် ရမှာအဲကြောင့်မန်ချက်စတာစီးတီးနေနဲ့ကျွန်တော်ဒါဒီပွဲမှာဆိုလို့ရှိရင်ဒါသူတို့အတွက်လိုအပ်ခဲ့တဲ့ကျွန်တော်ဒါနိုင်ပွဲကိုရခဲ့တယ်ကျွန်တော်ပြောရမယ် ဆိုတော့ဘာလို့လဲဆိုတော့ဒီပွဲဟာသူတို့ရဲ့ imminent အရေးကြီးပါတယ် imminent ရေးကြီးပါတယ် Manchester City တို့ကเนาะအခုဆိုလို့ရှိရင်ကျွန်တော် Liverpool တို့ဘာတို့ကပါအမှတ်ဒီပါတွေရော့သွားတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါ Liverpool တို့က Manchester City တို့ကပူတောင်မှအချိန်ကြီးကောင်းသေးတယ်ဗောနော်နောက်တစ်ပွဲကတော့ Arsenal နဲ့ Fulham ပေါ့လေ Arsenal အတွက်တော့ဒီလိုပွဲတွေဟာ imminent ရေးကြီးပါတယ်သူတို့ပြန်ဝမ်းစီနဲ့နိုင်သွားတယ် Fulham ကွင်းမှာဘာကြောင့်လဲဆိုတော့ Arsenal ရဲ့ပြီးခဲ့တဲ့ရာသီတွေကိုကျွန်တော်ပြန်ကြည့်တဲ့အခါသူတို့အနေနဲ့ဗောနော်လိုအပ်တဲ့ပွဲတွေအနိုင်မရဘူးသူတို့ပြန် ဟိုဘယ်လိုပြောမလဲဖူလန်ကွင်းမှာဆိုလို့ရှိရင်တရီနေနေလက်ပြန်ခဲ့ရတယ်တို့ဟုတ်လားနော်ပြီးခဲ့တဲ့ယာဒီမှာဝက်ဆမ်နုပွဲဒီမှာတိုင်ပတ်ခဲ့တယ်တို့ဟောဒီယာဒီမှာတော့သူတို့အမှတ်ရော့ခဲ့ပါတယ်ဆိုတဲ့ကွင်းဒီမှာဒါအမှတ်တည်ယူထားနိုင်ပြီဒါအပြင်ပေါ့နော်ဝမ်စီဆိုတဲ့ရလကသုံးမှတ်လုံလောက်ခဲ့တဲ့အတွက်သူတို့ရဲ့ twin goal တွေအများကြီးမလိုအပ်ခဲ့ဘူးအခုဆိုကျတော့အဆင့်တက်မှာဒုတိယနေရာက Manchester City ကိုသူတို့သုံးမှတ်ဖြတ်ထားပြီးတော့ Liverpool အသင်းကိုသူတို့၄မှတ်တိဖြတ်ထားတယ်ဒါသူတို့ကိုတိုက်တယ်ရ challenge လုပ်နိုင်မဲ့ကလပ်အသင်းတစ်ခု အဲ့ဒီနှစ်သင်းကိုပဲသူတို့ကသုံးမှတ်လေးမှတ်လောက်တပွဲစာလောက်သူတို့ဖြတ်ထားတယ်ဆိုတော့အာဆင်နယ်တက်တာကတော်တော်လေးချင်ကြီးကောင်းနေပြီ Champions League မှာဆိုလို့ရှိရင်လည်းသူတို့ကအချင်းကြီးကောင်းနေတာပဲဒါကြောင့်ကျွန်တော်အာဆင်နယ်ကိုကျွန်တော်ကြည့်မယ်ဆိုရင် Fulham ကိုအနိုင်ယူခဲ့တဲ့ပွဲကမလွယ်ကူခဲ့ပါဘူးတိုးတော်လည်းပဲတကယ်သူတို့အတွက်အရေးကြီးလွန်းခဲ့တဲ့နိုင်ပွဲပါကျွန်တော် Fulham ကမနေ့ပြောရင်ကျွန်တော်တို့ဒါဒုက္ခပိနေဆိုရင် ကောင်းကောင်းရှိရပြသည်လား Fulham အနေနဲ့ပေါ့နော်ဟိုအိမ်ဝင်းဆိုလို့ရှိရင်သူတို့ကပိုတော်မှစိုးသေးတယ်နော်သူတို့အိမ်ဝင်းဆိုလို့ချင်းတော်တော်ကိုအချင်းကြီးကောင်းတာဆိုတော့ဒါကိုအာဆင်နယ်ကအဝေးခွင့်မှာအနိုင်ရအောင်ယူသွားတယ်ဒီနိုင်ပွဲကအာဆင်နယ်အတွက် အများကြီးဆိုသလိုကျွန်တော်တို့ကအရေးကြီးခဲ့တဲ့နိုင်ပွဲပါနော်ဝမ်စီနဲ့ကျွန်တော်တို့ကအဝေးခွင့်မှာအာဆင်နယ်ကဖူလန်ကိုအနိုင်ရခဲ့တယ်နောက်တစ်ပွဲကစပါးပါစပါးကတော့ကျွန်တော်အိမ်ခွင့်မှာလက်ခံကစားရင်းနဲ့1 2ဆိုတဲ့ရလနဲ့ Aston Villa ကိုရှုံးတယ်ဒီပွဲမတိုင်ခင်ကတော့ကျွန်တော်စပါးကိုအမှန်ကန်နိုင်မယ်လို့ထင်ထားတာတခြားကြောင့်မဟုတ်ဘူးအက်စတိုမီလာကဒီယာဒီစားတဲ့အနေအထားမျိုးတွေမှာအရင်ကောင်းတဲ့အနေအထားတွေကျွန်တော်မြင်မနေရဘူးเนาะအက်စတိုမီလာရဲ့ဘက်က ရာဒီစားဒီမှာဆိုလို့ချင်းတက်တကူမှမရခဲ့သေးဘူးဆိုတော့ပွဲစဉ်တွေတော့မှ3-4ဝဲကြီးကျွန်တော်ရှိခဲ့တာ။ဒါပေမဲ့လို့သူတို့စပါးကွင်းကိုကျွန်တော်တွားပြီးတော့1-2နဲ့သူတို့9နဲ့ဒါတော့မှဘန်တန်ကာက9မိနစ်မှာစတော်စီစီဆိုလို့ဂူးသွင်းထားတာ။နောက်ဥပကမော်ဂန်ရိုဂျာစ်ကလည်းတော်တော်ကောင်းနေကင်ကျင်နဲ့ဂူးသွင်းသွားတယ်။ဒါကတော့ဂူးသမားရဲ့လိုအပ်ချက်တွေပါတယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ဒါအပြင်အီမီလီယန်နိုဝင်တီယာရဲ့89မိနစ်ကတော်တော်ကောင်းနေကင်ကျင်လည်းကျွန်တော်ဒါဂူးဖြစ်ကျွန်တော်အနေနဲ့ပေါ့ရခဲ့ပြီးတော့1-2နဲ့အီဗီလာကကျွန်တော်9နဲ့ဒီဘက်မှာစပါးကအသာစီးတွေပါတယ်ယူနိုက်ကဲပြီးမဲ့လဲလို့ အချီနီကတော့ဗောနော်ရှုပ်နေသွားတဲ့အခါကျတော့သူတို့တော့တိုင်ပတ်ခဲ့တာဗောလေညီပြကျွန်တော်ဒီဘယ်လိုပြောမလဲဒီ Thomas Train ရဲ့လက်အောက်မှာစပါဟာတည်ငြိမ်မှုတွေပြနေပါတယ်တည်ငြိမ်မှုတွေဆိုတာခံစစ်နဲ့ပတ်သက်လို့ရှိရင်အဲ့လောက်ဒီစူးစူးဝါမဖြစ်တာတွေပါတယ်ကျွန်တော်မြင်နေရတယ်ဗောနော် တိုက်စစ်နဲ့ပတ်သက်လို့ရှိရင်လည်းလိုအပ်တဲ့ဂိုးတွေကျွန်တော်ရနေတယ်ရှုပ်ကစားမတွေ injury ပြဿနာရနေတာတွေလည်းပါတာဗောလေတော်တော်လည်းပဲလက်ရှိမှာစပါမှာကလည်း Thomas Train ရဲ့လက်အောက်မှာအားနည်းချက်တွေကတော်တော်လေးတိုင်ပတ်ပါတယ် ဆိုတော့ခန်းစစ်ပိုင်းရတည်ငြိမ်လာတာမျိုးတွေကိုပဲကျွန်တော်တို့ကဒါမဆိုးပြောရမှာဒီမတိုင်ခင်ကပိုစီကိုကလူတက်တဲ့တုန်းကဆိုလို့ရှိရင်စပါဟာကျွန်တော်တို့ဒီခန်းစစ်ပိုင်းကတအားကိုဒုက္ခရောက်ထားတာဆိုတော့အခုဆိုလို့ရှိရင်တော့မှကျွန်တော်တို့ဒါရှစ်ပွဲမှာသူတို့ခုနကိုပဲပေးထားရတယ်ဆိုတာမျိုးကတော့မဆိုးလို့ထင်နေပေါ့နော် ဒါအပြင်ကျွန်တော်တို့ကတိုက်စစ်ကကျွန်တော်တို့က14ခုရထားတယ်။ Thomas Ryan ရဲ့လက်အောက်မှာတိုးတက်တဲ့လောက်တိုးတက်လာတာဒီကျွန်တော်ရှိပါတယ်။ဒါပေမဲ့လို့ဒီဘွဲကရှုံးနေသွားတယ်ဆိုတော့အချင်းကြီးကမကောင်းမြန်ဘူး။စပါးက6ဘွဲကစားပြီးတဲ့ချိန်မှာသူတို့4ဘွဲနဲ့2ဘွဲတည်2ဘွဲရှုံးဆိုတဲ့ရလက်နဲ့ပေါ့နော်။သူတို့က14မဲ့သူတို့ရရထားတယ်။နော်14မဲ့ကျွန်တော်ရထားပြီးတော့အဆင့်6မှာရက်တည်နေတယ်။ဆိုတော့ရှေ့လာမဲ့ဘွဲဒီမှာတော့စပါးကဒီထက်ပိုပြီးတော့အချင်းကြီးကောင်းဖို့ကျွန်တော်လိုတယ်ပေါ့နော်။ဆိုတော့ Petro Buru တို့လည်းသင်တို့ performance ကောင်းနေပါတယ်ကျွန်တော်မပြနိုင်ခဲ့ဘူး။ နော်နောက်တန်းကလည်းပဲရိုမေရိုကဝမ်မပ်မှာ injury ပြဿနာကြုံသွားတော့ဒန်ဆူကိုပဲကျွန်တော်တုံးခဲ့ရတာဒန်ဆူကလည်းလက်ပေါက်တာကလွင့်ကျန်တာတိတ်ပြီးတော့မမြင်ရတဲ့နေထိုင်မှုဖြစ်နေပြီပေါ့နော်ဆိုတော့နောက်တစ်ပွဲက Manchester United ပါဆိုတော့လက်ပေါက်သင်းကိုကျွန်တော်က1-2နဲ့ away ကွင်းမှာကျွန်တော်အနိုင်ရတယ်ဆိုတော့ဒီပွဲအနိုင်ရခဲ့တဲ့အတွက် Manchester United က လေးပွဲကစားပြီးတဲ့ချိန်မှာကျွန်တော်တို့ဟောရှစ်ပွဲကစားပြီးတဲ့ချိန်မှာကျွန်တော်လေးပွဲနိုင်နေပေါ့နော်တပွဲတည်ကြပြီးတော့သုံးပွဲထိရှုံးနေထားတယ်တိုက်စစ်က7တကူရပြီးတော့ခန်းစစ်က7နှကူပြီးထားရတယ်အဆင့်9မှာလီဗာပူးနဲ့ပေါ့နော်ကျွန်တော်အဆင့်၄ကအတင်းနဲ့ကျွန်တော်တို့နှစ်မှတ်အကွာကိုကျွန်တော်ရောက်လာပြီပေါ့နော်ဒါဟာ United တို့တော့ Anfield ကွင်းမှာအနိုင်ရခဲ့တာတော်တော်အချိန်ကြီးကောင်းတဲ့ရာပါသူတမိ Manchester United ကဒီကွင်းမှာအနိုင်မရတာတော်တော်လေးကြာနေပြီ6နှစ်လောက်ကျွန်တော်ရှိနေပြီ10နှစ်လောက်ကျွန်တော်ရှိနေပြီပေါ့နော်အဲ့လိုအနေထားမှာ Anfield ကွင်းမှာကိုပဲ ဟိုအနိုင်ရတယ်ဆိုတာတော်တော်ကောင်းတဲ့နေတာပါသူတပင်ကျွန်တော်တို့သူများကွင်းကိုလည်းသွားကစားရတယ်သူတို့ကိုလည်းအဲ့ဒီကွင်းမှာမနိုင်တာကြာပြီပေါ့နော်ဒါအပြင်လေဘာဦးတင်ကကိုထက်ပို့ပြီးတော့တည်ငြိမ်မှုတွေပြနေတဲ့အတင်းဆိုတော့အဝေးကွင်းမှာသွားကစားတာလလကူကူတော့ဘာမှမဖြစ်ခဲ့ဘူးတိုးတော်လည်းပဲလေဘာဦးကိုကျွန်တော်နိုင်တယ်လေဘာဦးကလည်းဒီမတိုင်ခင်မှာအဝေးကွင်း၃ဘွက်ဆက်လိုက်သူတို့ရှုံးထားပြီးတော့အာနီစတော့ရဲ့လေဘာဦးနီးပြကယ်ရီယာမပြောနဲ့သူ့ရဲ့နီးပြဘဝတက်တန်းတစ်ချောင်းမှတောင်မှ 3ဘွက်4ဘွက်ဆက်အရှုံးဆိုတာမျိုးကသူမကြုံဘူးဆိုတော့အခုတော့ကြုံသွားပြီเนาะဆိုတော့3 3ထားတဲ့အတန်း900နီးပါးနဲ့ပြင်ကိုပဲဒီလိုအခြေအနေတွေကြုံနေရတယ်ဆိုတော့ slot မှာလည်းဝေဖန်ခံရမှုတွေအများကြီးကျွန်တော်ရှိတာပေါ့လေဆိုတော့ဒါကြောင့် United အနေနဲ့ MV ကွန်းမှာသွားပြီးတော့အနိုင်ရအောင်လုပ်နိုင်ခဲ့တာက MOD လို PR အောက်ရောက်နေတဲ့နီးပြအတွက်လည်းတတော်ကြီးကို PR တွေရော့သွားတဲ့ပွဲမျိုးပါဆိုတော့ Liverpool တို့ကတော့လက်ရှိဒီ Arsenal နဲ့သူတို့ဂျားထဲမှာဆိုလို့ရှိရင်၄မှတ်ကွာသွားပြီ Manchester City နဲ့သူတို့ဂျားထဲမှာ၃မှတ်လာမှသူကျွန်တော်ကွာနေတယ် ဒါဟာလေပေါင်းအတွက်အခြေအနေမကောင်းပါဘူးเนาะကစားမားတွေကျွန်တော်အများကြီးအားဖြည့်ထားတဲ့အနေအထားမျိုးမှာလေပေါင်းအနေနဲ့ဒီထက်ပိုပြီးတော့ကောင်းတဲ့ performance တွေပြနိုင်မှသူတို့ရမှာတိုက်တဲ့ challenge တွေပါတွေကနေပြီးတော့ထွက်သွားလို့သူတို့မရဘူးပေါ့နော်လာမယ့်ပွဲတွေမှာသူတို့နိုင်ပွဲတွေပြန်ယူနိုင်ဖို့သူတို့ကြိုးပမ်းမှရမယ်ပွဲဒီပွဲကတော့သူတို့ရှုံးနေသွားပြီးတော့လေပေါင်းအနေနဲ့အိမ်ကွင်းမှာ Manchester United ကိုရှုံးနေနေဆိုတာမျိုးကဘလူးမန်အခြေအနေမကောင်းပါဘူးဒီပြအာနီစလွန်နဲ့ပတ်သက်ပြီးတော့လေလေဘွဲစတဲ့ရှုံးနေဆိုတော့ဝေဖန်မှုတွေကမြင့်တက်လာပြီဖြစ်တယ်ပေါ့နော်ဆိုတော့ညီကတို့အနေနဲ့ရောဘလူးမြင်ကြလဲ ဒါကတော့ပွဲစဉ်ရှင်းနေပတ်သက်လို့ weekend round နဲ့ပေါ့လေဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်